ငါးထပ်မှ96ကြည်စံဆိုရင်1000ရတယ်ပြီးရင်9.6နှစ်ဆိုရင်2000တောင်ရဆက်လက်ကြည့်ပါနော်2000တောင်မှရတာဖြစ်တယ်မင်္ဂလာပါဒါအခု KNU တက်မှာခွန်နေမီထဲမှာရှိတဲ့ကလေလေးစကန်ကိုဒါတော်လိုင်းတက်ဖွဲ့တွေကတိုက်ခိုက်သိမ်းပိုက်လိုက်ပြီးဖြစ်တယ်ဗောနော်တိုက်ခိုက်သိမ်းပိုက်လိုက်တယ်တိုက်ပွဲကလည်း အဲတော်တော်လေးကိုကျန်းနေဆိုပြီးတော့ဒါသိရပါပဲပေါ့နော်ဒါပြီးတော့အာရုပ်တံတွေလည်းထွက်လာတယ်ပြီးတော့မှတ်တမ်းတပ်ပုံတွေလည်းထွက်လာတယ်သိန်းစီရမီပစ္စည်းတွေဆိုလည်းအများကြီးပေါ့နော်ဒါလည်းဒါဒီရက်ထဲမှာတကယ်ကိုအားရစရာကောင်းတဲ့တိုက်ပွဲအောင်မြင်ခြင်းတစ်ခုပေါ့နော်အဲ့တော့ရှေ့ဖြစ်စဉ်တွေမှာကြည့်မယ်ဆိုရင်လည်းဒါမတ်လ14ရက်နေ့မှာဒါ point 114လို့ခေါ်တဲ့ Bluetooth စကန်ကိုဒါတက်မခွန်နေမိသေးမှာပဲပေါ့နော်ဒီစကန်ကိုဒလိုင်းတက်ဖွဲ့တွေကသိမ်းပိုက်နိုင်ခဲ့တယ်ဒီစကန်သိမ်းတိုက်ပွဲကြောင့်မလို့ဒါစကားစတွေပေါ့နော်စကားစတွေကဒါဒီစကန်ကိုဆွန့်ခွာပြီးတော့ထိုင်းနိုင်ငံထဲကိုထွက်ပြေးရတဲ့အဆင့်တိဖြစ်သွားတယ်အဲဒီထဲမှာဆိုရင်တက်ခွဲမှုအဆင့်မှာပါတယ်ပေါ့နော် အဲအဲ့တရင်ဆိုရင်ထိုင်းဘက်ကနေပြီးတော့အတီးပြုတ်ပေးတာအတီးပြုတ်ပေးရတယ်ပေါ့နော်ဒီလိုမျိုးသူတို့ဘက်ကိုဒါမင်းအောင်လဲစစ်သားတွေထွက်ပြေးလာတယ်ဆိုတဲ့အကြောင်းကိုအတီးပြုတ်ပေးရတယ်ပေါ့နော်ဒါပေမဲ့အဲ့စခန်းတိုက်တဲ့အချိန်မှာလဲဒါရက်20နီးပါ18ရက်လောက်ပေါ့နော်အဲ့လောက်ထိကြာတယ်ဒါစစ်တပ်ဘက်ကလေကြောင်းတိုက်ခိုက်မှုတွေနဲ့အသေးအံသူတို့ခုခံတယ်ပြီးတော့ဒါလက်နက်ကြီးပစ်ခတ်တာမျိုးတွေဆိုလဲတော်တော်လေးကိုမြန်မာစစ်သားအသုံးပြုခဲ့တယ်ဒါပေမဲ့လဲလုံးဝကိုဒလိုင်းတပ်ဖွဲ့တွေကအောင်မြင်ခဲ့တယ်ပေါ့နော်ပြီးတော့တခုကျွန်တော်တို့အားရတာကတော့အဲ့ခုနလိုပေါ့နော် အာအိန္ဒိချင်းနိုင်ငံတွေကိုထွက်ပြေးရတယ်ဆိုတဲ့သတင်းတွေတွေ့ရတိုင်းမှာကျွန်တော်ကတော့အားရတယ်။ဘာဖြစ်လို့လဲဆိုတော့ဒါမင်းအောင်လိုင်ကိုဆက်ဆံနေတဲ့ဒါအိန္ဒိချင်းနိုင်ငံတွေကသူတို့ဆက်ဆံနေတဲ့သူတွေရဲ့ဒါစီရေးရေးချင်းကိုတိသွားတာပေါ့လေနော်။အဲကြတော့အဲဒီအိန္ဒိချင်းနိုင်ငံတွေလည်းကိုထွက်ပြေးတိုင်းမှာအာငါတို့ဆက်ဆံနေတဲ့ဒါငါတို့အထင်ကြီးနေတဲ့မင်းအောင်လိုင်ရဲ့စစ်တပ်ကြီးကဒီလိုတောင်ဖြစ်နေတာပါလားဆိုပြီးတော့သူတို့တွေလည်းတိသွားတာပေါ့နော်။အဲပြီးတော့တခြား အဲဒီမြမအရေးကိုစောင့်ကြည့်နေကြတဲ့အခြားနိုင်ငံကအဖွဲ့တွေလည်းဒါပို့ပြီးတော့တည်တည်သွားတာပေါ့လေအခုဆိုနိုင်ငံခြားကအပြည်ပနိုင်ငံတွေကသူတင်နာအဲလောက်တဲ့သုံးသက်တဲ့သူတွေဆိုရင်လည်းမြန်မာနိုင်ငံရဲ့စစ်တပ်ကဘလို့မှမနိုင်နိုင်ခြင်းမရှိတော့ဘူးဆိုပြီးတော့သုံးသက်နေကြတဲ့မျိုးတွေကိုလည်းဒါအားရစရာကြားရတယ်ပေါ့လေနော်ဒါဘာပဲဖြစ်ဖြစ်သူတို့ဆရာဒီလိုစကားမျိုးကြားရတယ်ဆိုတာလည်းကျွန်တော်ကတော့ဂျင်းတ်တယ်ပေါ့နော်ဒါဘာဖြစ်လို့ဆိုတော့တလိုင်းတပ်ဖွဲ့တွေကဒီလောက်ထိလုတ်ပြနေတယ်ဆိုတဲ့ဟာကိုကျွန်တော်တို့ကဂုဏ်ယူစရာကောင်းတာပါနောက်ထပ်ဂုဏ်ယူစရာကောင်းတဲ့အောင်ပွဲတစ်ခုကတော့ဒါ KNU တက်မှာ နေမြေထဲမှာပဲရှိတဲ့ဒါ Manne Blow ဆိုတဲ့စကန်ကိုလည်းပြီးခဲ့တဲ့ဒီဇင်ဘာလောက်မှာဒါဒေါ်လိုင်းတက်ဖွဲ့တွေကတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်ပေါ့နော်အဲဒီစကန်ဆိုရင်လည်းနှစ်ပေါင်း30လောက်30ကျော်လောက်ပေါ့နော်စစ်တပ်ရဲ့လက်အောက်ကိုရောက်သွားပြီးတော့ဒါအခုဆိုရင်ဒေါ်လိုင်းတက်ဖွဲ့တွေကပြန်ပြီးတော့တိုက်ယူနိုင်တာဖြစ်တဲ့အတွက်အရန်ဂုံယူစရာကောင်းတယ်ပြီးတော့ဒီဒီ Manne Blow ဒေတာနဲ့ပတ်သက်ရင်လည်းစစ်ကောင်စီရဲ့ပါဇက်ရာဝန်စုဝင်နေတဲ့မှာဆိုရင်ဒါသူတို့ အရန်ကိုမော်ကြွားခဲ့ကြတဲ့တိုက်ပွဲနေမြေတစ်ခုဖြစ်တယ်ဗောနော်အဲ့တော့ဘလိုပဲဖြစ်ဖြစ်အဲ့လိုနေရာမျိုးတွေကိုပြန်ပြီးတော့အရာယူလာနိုင်တယ်ဒီမန်နေဘလော့တိုက်ပွဲအောင်ပွဲမှာဆိုလဲဗောနော်အာစကာဆာဘက်ကခေါင်းပြူနေတဲ့ဒါတဲမှုလေအဲဒီတိုင်မှုဆိုလဲဒါလုံးဝအရှင်မိပြီဗောနော် လက်ပြန်ကြိုးတုတ်ခံပြီးတော့သူ့ကိုစစ်မင်းနေတဲ့ဗီဒီယိုဖိုင်တွေဆိုလဲဒါထွက်ပေါ်လာတာရှိတယ်ဒီဗီဒီယိုဖိုင်ကိုတွေ့ပြီးတော့လဲဒါပြည်သူတွေကတော်တော်လေးဝမ်းသာအားရရှိတယ်နောက်တစ်ခုကစစ်ကောင်စီရဲ့ အာတက်ထဲကအခြေအနေတွေကိုဒီဗီဒီယိုဖိုင်ကိုကြည့်ပြီးတော့လည်းသိရတာအများကြီးရှိတာ哦ဘာဖြစ်လို့လဲဆိုတော့ဒါတမှုတယောက်လုံနေတဲ့သူကသူလိန်လာလားတော့မပြောတတ်ဘူးပေါ့နော်ဒါပေမဲ့လည်းသူ့တက်ရဲ့အခြေအနေကိုသူကောင်းကောင်းမွန်မွန်မသိဘူးဆိုတာကိုသူ့ရဲ့အဖြေစကားတွေထဲမှာလည်းတွေ့ရတယ်ပေါ့နော် အဲဒါဘယ်နှယောက်လောက်ကတော့ကျွန်တော်စီမှာမရှိဘူးအဲဘယ်လက်နေကြည့်ရတော့မရှိဘူးမသိဘူးဆိုတဲ့ပုံစံမျိုးတွေပေါ့နော်ဒါညင်းတာလည်းဖြစ်ကောင်းဖြစ်မယ်ဒါမှမဟုတ်တကယ်မသိတာလည်းဖြစ်ကောင်းဖြစ်မယ်ဒါပေမဲ့စစ်တရဲ့အခြေအနေကတော့အဲ့လိုဖျော်ဖျက်ဖြစ်နေပြီဆိုတဲ့ဟာတွေကိုတော့ဒီဗီဒီယိုဖိုင်ကိုကြည့်လာတဲ့တွေသိတာစီတယ်ပေါ့နော်အဲ့ဒီတိုက်ပွဲမှာလည်းဒါပေါင်900လိုမျိုးဘုံမျိုးကိုပေါ့နော်ဒါမင်းအွန်လိုင်းလေတက်ကနေပြီးတော့ဒါဇက်တိုက်ကိုကျဲချတာရှိတယ်ပြီးတော့ဖိုင်တာတွေနဲ့ပြစ်ကူပေးတာရှိတယ်ဒီကြားတွေကမှပဲကျွန်တော်ဒေါ်လာရင်းတပ်ဖွဲ့တွေကပြန်လည်သိမ်းပိုက်အောင်မြင်ခဲ့တာဖြစ်တယ်ပေါ့နော်ဒီလိုအခြေအနေတွေဖြစ် ပြီးတဲ့နောက်မှာဒါ KNU တပ်မကွန်နေပြီးတဲ့မှာစီရေးကအရင်ထက်ပိုပြီးတော့ပြင်းထန်လာတယ်တင်းမာလာတယ်ဒါနေမဖြစ်ခင်ရှေ့ပိုင်းကာလမှာဆိုလဲဒါကျွန်တော် KNU တပ်မကွန်နေမြေတဲကိုစကစဘက်ကပေါ့နော်အဲဒါကာမီကာစီ drone အနေနဲ့ဒါလာလာပြီးတော့တိုက်ခိုက်တာမျိုးရှိတယ်ဗျဒါအခုခြေကာလရက်ပိုင်းမှာကိုပဲတခါဖြစ်တယ်ဒါအကြီးကဲတွေရှိတဲ့နေရာနားလေးကိုကြားတယ်ဆိုပြီးတော့လည်းသိရတယ်အဲတရင်တွေလည်းတက်လာတယ်ပေါ့နော်အဲ့ထက်ရှေ့စောတဲ့ကာလမှာလည်းအဲ့လိုမျိုးလာပြီးတော့တိုက်ခိုက်တာမျိုးရှိတယ် အဲ့အဲ့တုန်းကလေးကဒါယူဆရတာတော့ဒါကလေဒေးဆိုတဲ့စကန်ပေါ့နော်ဒီအခုတင်ပတ်လိုက်တဲ့စကန်အဲ့စကန်ကနေဖြစ်မယ်ဆိုပြီးတော့ယူဆကြတယ်နောက် ပြီးတော့လေချောင်းပြန်တမ်းမှုတွေလည်းလုပ်တာရှိတယ်ကျွန်တော်တို့အဲ့ဒီအဲ့အစောပိုင်းကာလမှာကလေးကပေါ့နော်အဲ့ဒီဖိုင်တာတွေနဲ့ပြန်ပြီးတော့ဝဲပြတာမျိုးတွေအင်အားပြတဲ့ပုံစံမျိုးတွေကိုဒါတက်မခုံဝေဟင်ပေါ်မှာလုပ်တာမျိုးတွေရှိတယ်ပေါ့နော်အဲ့အဲ့လိုမျိုးနဲ့ချင်းချောက်လို့ပဲဒါပြည်သူတွေကြောက်လန့်တကြဖြစ်ရတာတွေရှိတယ်အဲ့ပြီးတော့ဒါရွှေ့ပြောင်းမှုအတွက်ပြေးလွှားကြရတာတွေရှိခဲ့ဘူးတယ်ပေါ့နော် အခုတော့အဲ့လိုဒါလုတ်တယ်လို့ယူဆရတဲ့ကလေဒီစကန်ကိုကျုံးတယ်ပေါ့ဗျာအဲတချို့ကလည်းပြောကြတယ်ကလေဒီကလည်းဖြစ်နိုင်တယ်အဲပြီးမဲဆိုးကလည်းဖြစ်နိုင်တယ်ဒါပေမဲ့အခုကျုံးတာတော့ကလေဒီပေါ့နော်ကလေဒီကိုကျုံးတယ်ပိုးစိုးပတ်ဆက်ကျုံးတယ်ပေါ့ဗျာ22ရက်နေကနေကသူတို့တွေဒါဒေါ်လိုင်းတက်ဖွဲ့တွေကစကားစကိုတိုက်တယ်ပေါ့နော်တိုက်တဲ့အချိန်မှာစကန်ကတကယ်တော့တောင်ရင်မြင့်နဲ့ဘလောက်မှမဝေးဘူးပေါ့နော်ဝေးမယ်ဆိုရင်တော့မှတမိုင်ကျော်နှစ်မိုင်နီးပါးလောက်ပဲရှိတဲ့နေရာတစ်ခုပေါ့နော်နေဆက်မြင်းသားမှာရှိတယ်လို့ပြောလို့ရတယ်အဲပြီးတော့ရွာနဲ့ဆိုလည်းတိတ်မဝေးတဲ့ နေရာတစ်ခုဖြစ်တယ်ဗောနော်စခန်းတစ်ခုဖြစ်တယ်ပြီးတော့သူတို့ရဲ့အဓိကအချက်အချာကြတဲ့နေရာတစ်ခုမှတိဆောက်ထားတဲ့စခန်းတစ်ခုလည်းဖြစ်တယ်ဗျအဲ့တော့အဲ့စခန်းကုန်းကိုစပြီးတော့တိုက်တဲ့ဟာတော့ဒါ20ရက်နေမှာစပြီးတော့တိုက်တယ် drone အနေနဲ့အရင်စတိုက်တယ်ပူပေါင်းတပ်ဖွဲ့တွေနဲ့စော်တယ်စော်တဲ့အချိန်မှာဒီကောင်းဒီဘက်ကလည်းဒီစခန်းကုန်းကိုတော်တော်လေးကိုပြင်းပြင်းစင်စင် အခန်းစစ်ပြင်ထားတယ်ဆိုတဲ့ပုံစံမျိုးရှိတယ်အဲပြီးတော့လေချောင်းကနေလဲလေချောင်းပြစ်ကူပေးတာတွေရှိတယ်အပေါင်900ဘုံဆိုရင်ဘယ်နှလုံးမှမသိဘူးလာကျဲတယ်ပေါ့နော်အဲဒါအလုံး30နီးပါးလောက်တောင်ရှိတယ်ဆိုပြီးတော့ဒါသတင်းတွေတက်လာတာတွေတွေ့ရတယ်အသေးအတန်ခုခံတယ်ပေါ့ဗျာအဲပြီးတော့ဒါဖိုက်တာတွေနဲ့လဲစော်တယ်ပြီးတော့ဒါတော့မှပဲတော်လိုင်းတပ်ဖွဲ့တွေကဒီလိုမျိုးသူတို့ဘက်ကအသေးအတန်ပေါ့နော် လေချောင်းပြစ်ကူတွေပေးတယ်ခန်းစစ်တွေလည်းတရားပြင်ထားတယ် အဲတော်တော်လေးလက်ခုခံမှုတွေလည်းလုံနေတဲ့ကြားထဲမှာကျွန်တော်တပ်ဖွဲ့တွေကတိုက်ခိုက်သိမ်းပိုက်အောင်မြင်ခဲ့တာဖြစ်တယ်ပေါ့နော်ဒါ၂၅ရက်နေ့ကရရှိရလို့လည်းဒါသတင်းတွေမှာတွေ့ရတယ်ဘလိုပဲဖြစ်ဖြစ်ဒါအာရစရာကောင်းတယ်အဲအဲ့ဖြစ်စဉ်ဖြစ်နေတဲ့တော်တွင်းမှာကိုပဲဒါဘုံနေကျဲတယ်ကျဲတယ်ဆိုတဲ့အကြောင်းတွေကိုအဲ့ဘက်ကဒေသခံတွေဆီကနေပြီးတော့ဒါကျွန်တော်တို့လည်းစုံစမ်းသိရှိရတာရှိတယ်တချို့လည်းလာပြောကြတယ်ပေါ့နော်အာမြောက်လိုက်လေတက်ကပူးစိုးပဆက်ကိုဒါဒီလေနဲ့လာပြီးတော့ပြက်ကတ်တိုက်ခိုက်နေတယ်ဆိုတော့ဟာမျိုးကြီးသူတို့ပြောကြတယ်သူတို့ကတော့ကြောက်လန့်တကြားနဲ့တချို့လည်းပြောကြတာပါလေနော်ဘာဖြစ်လို့လဲဆိုတော့ အဲဒီကောင်လုံနေတဲ့ပုံစံကအဲ့နေရာတစ်ခုတည်းတည်းမဟုတ်ဘူးအဲ့နောက်ပတ်ဝင်းကျင်မှာပါဒါထိခိုက်နိုင်တယ်ဆိုတဲ့စိတ်နဲ့သူတို့ကစိုးရုံအဲစိုးရင်ကြတာပေါ့လေနော်အဲကျွန်တော်စိတ်ထဲမှာじゃဘာဖြစ်လဲဆိုတော့ဟာဒီကောင်တော်တော်ချင်းနေစိုးနေပြီဘာဖြစ်လို့လဲလေးချောင်းနဲ့အခုလိုမျိုးအသေးအတန်ပေါ့နော်ပြီးတော့ဒါပြင်းပြင်းထန်ထန်ခုခံနေရပြီဆိုနေကသူတို့အောက်မှာရှိတဲ့ကောင်တွေကတော်တော်ကိုအချင်းနေစိုးနေပြီဆိုတဲ့ဟာကိုကျွန်တော်တို့ အတိတယ်ဗောနော်အတိတော့ကြတော့ကျွန်တော်အတွေ့အတွေ့ထဲမှာတော့ဒါဘယ်နေတယ်မသိဘူးဒီစကန်းတော့ဒါအောင်ပွဲရတော့မယ်ပြီးတော့ကျွန်တော်စိတ်ထဲမှာအမြဲတမ်းစိတ်ချနေတာရှိတယ်ဗောနော်တက်ဖွဲ့တွေတိုက်ပြီးဟေးဆိုရင်ဒါသိကြတယ်အဲဒါလုံးဝအောင်မြင်တဲ့နေ့ကိုကြီးညာလိုက်မယ်မကြခင်ကြီးညာလိုက်မယ်သူကသူဘလောက်ပဲကြာကြဗောနော်ကာလအတိုင်းတာအဖြစ်ခုနလိုလပိုင်းလည်းဖြစ်ဖြစ်မယ်ရက်ပိုင်းလည်းဖြစ်ဖြစ်မယ်ဒါပေမဲ့ စပြီးတော့ဒါအဆုံးသက်ပြီဟေးဆိုတဲ့အချိန်ကျရင်တော့ဒလိန်တက်ဖွဲ့တွေဘက်ကအောင်မြင်မယ်ဆိုတဲ့စိတ်ကကျွန်တော်စိတ်ထဲမှာတတိချကိုယုံကြည်နေတာဗျာအခုနောက်ပိုင်းတက်ဖွဲ့တွေရဲ့ပုံစံအဲ့လိုပုံစံမျိုးကိုဖြစ်သွားတယ်စစ်ကောင်စီဘက်ကအချိန်ကြီးကလည်းတော်တော်ကိုယိုယွင်းပျက်စီးတဲ့အနေအထားမျိုးမလို့အခုလိုသုံးသက်လို့ရနေတာဖြစ်တယ်ဗောနော်အဲနောက်တစ်ခါတော့ဒီလိုနေရာတွေဒီလိုဒေသတွေဗောနော်ပြီးတော့ဒီလိုနေနေမိတ်မြင်းနဲ့ကပ်နေတဲ့နေရာမျိုးတွေမှာရှိတဲ့စစ်တပ်ရဲ့အဲစခန်းတွေကဗောနော်သူတို့အတွက်တော်တော်လေး ဒါပြစ်ကူပေးရတာခက်ခဲတဲ့အနေအထားမှာရှိတယ်ဗျလေချောင်းနဲ့ပဲပြစ်ကူပေးတာပဲဖြစ်ဖြစ်အမြောက်လက်နဲ့ကြီးနဲ့ပြစ်ကူပေးတာပဲဖြစ်ဖြစ်တို့တွေတော်တော်ခက်ခဲတယ်အရှေ့ပိုင်းကာလနေစမြင်းတစ်ချောင်းမှာဖြစ်ခဲ့တဲ့တိုက်ပွဲတွေမှာကြည့်မယ်ဆိုရင်လေဒါမင်းအောင်လိုက်စစ်တပ်ဘက်ကပြစ်ကူပေးတဲ့ ကြီးစံနေဘုံသီးတွေကတစ်ဖက်နိုင်ငံတွေကိုကြော်ကြလို့ပြဿနာတက်ခဲ့ရတဲ့ဖြစ်စဉ်တွေလည်းအများကြီးရှိတယ်။တခါလေလေရင်ပြန်တန်းတဲ့အခါမှာလေချောင်းဖြတ်ဖြတ်ပြန်တန်းတာမျိုးပေါ့နော်။အဲတစ်ဖက်နိုင်ငံဘက်ကိုဝင်ရောက်သွားတာမျိုးတွေကြောင့်မလို့သူတို့တွေတော်တော်လေးအကျက်ရိုက်တဲ့အနေအထားမျိုးမှာရှိတယ်။အဲဒါပေမဲ့လည်းဒီစကန်းတွေကိုဒီလိုနေရာမျိုးမှာလာဆောက်ထားတာကအခုအချိန်ဒီမှာသူတို့အတွက်ကန်ဆိုးတယ်လို့ပဲပြောရမှာပေါ့နော်။ကျွန်တော်တို့ဘက်ကဒီလိုရင်တက်ဖွဲ့တွေကတော့ဘလို့ပဲသူကသူပြစ်ကူပေးနေပါစေ။အဲဒီဘက်ကရအောင်တိုက်နေတဲ့အနေအထားဖြစ်လာတယ်ပေါ့နော်။ ဒါကြောင့်မလို့လေတစ်ဖက်နိုင်ငံကစိုးရင်လို့ဆိုပြီးတော့ဒါထိုင်းဘက်ကဆိုရင်အဲ့လိုတိုက်ပွဲဖြစ်နေစဉ်ကာလာတော်တွင်မှာဒါတိုက်လေရင်နှစီးနဲ့ပြန်တန်းကင်းဆောင်ရတဲ့အနေအထားတွေဖြစ်သွားတာပေါ့နော်ဒါမဲ့လေကျွန်တော်တို့တပ်ဖွဲ့တွေကဒီလိုလုံနေတဲ့ဂျားတဲ့မြောက်လယ်စစ်တပ်ကဒီလိုမျိုးလုံနေတဲ့ဂျားတဲ့မှာအောင်မြင်မှုယူနိုင်ခဲ့တာဖြစ်တဲ့အတွက်ဒါတော်တော်လေးကြီးနေစရာကောင်းပါတယ်ပေါ့အခုတော့ဒါအဲ့ဒီကလေဒေးပေါ့နော်အဲ့ကလေဒေးစကန်တို့ကပေးနေတဲ့ကလေဒေးစကန်ကိုဒါကျွန်တော်တို့ဒေါ်လင်းတပ်ဖွဲ့တွေတိုက်ခိုက်သိမ်းပဲအောင်မြင်ပြီးဖြစ်တယ်ပေါ့နော်အဲ့တော့စစ်စင်ရှုံးမြတ်နေမဲ့ကြည့်မယ်ဆိုရင်လေဒါရန်သူအလောင်းနှစ်လောင်း တွေ့ရတယ်ဒါထွက်ပြေးတဲ့ကောင်တွေရှိတယ်အဲပျောက်နေတဲ့ကောင်တွေရှိတယ်အဲတည်ဆုံးတဲ့ကောင်တွေလည်းအများကြီးဖြစ်မှာပေါ့နော်ဒီလောက်တော့မှကြိတ်ထားတာဆိုတဲ့အတွက်ပေါ့နော်အဲတည်ဆုံးထိခိုက်တံရရတဲ့စီရင်ကတော့တို့ဘက်မှာဘယ်လောက်တော့မှတက်နေမလဲတော့မပြောတတ်ဘူးပေါ့နော်အဲပြီးတော့ဒါရင်းမှုအဆင့်ဒါခုနလိုခေါင်းဆောင်တဲ့နေရာမျိုးကိုရတာဖြစ်တယ်ပေါ့နော်အဲပြီးရင်တိန်စီရမီလက်နက်ခဲရနေနေနေဆိုရင် Wi-Fi တွေပါတယ် 60ပြောင်းနေပါတယ်ပြီး RPG တွေပါတယ်ရှစ်ထွက်မိုင်းဆို6လုံးပါတယ်60မမဘုံသီးဆိုအလုံး20ကျော်ပါတယ် RPG ဘုံသီး14လုံးရှိတယ်ပြီးတိုင်မိုင်းဆိုရင်အလုံး60ပါတယ်တိုင်မိုင်းအလုံး60ကြီးရတော့တော်တော်ကိုကျန်းတယ်ဗောနော်အဲ့ဒါလေကျင်းနေစရာကောင်းတယ်ပြီးတော့ငါးထက်မှ56ဆိုရင်ဒါငါးထက်မှ56ကြည်စံဆိုရင်8000ရတယ်ပြီးရင်9ထက်မှ6နှစ်ဆိုရင်2000တော့ရဆက်လက်ကြည့်ဗောနော်2000တော့မှရတာဖြစ်တယ်အဲ့တော့ကျတော့နောက်လာမယ့် တိုက်ပွဲတွေမှာကြာရင်ဒီလက်နက်ခဲယံတွေကတကယ်ကိုပြန်ပြီးတော့အသုံးဝင်မဲ့လက်နက်ခဲယံတွေဖြစ်တယ်ပြီးတော့တကယ်ကိုဒါရှာရှာပါပါပေါ့နော်ခုနလိုမျိုးအဲခွန်သမား6နှစ်လို့ဟာမျိုးတွေတိုင်ပိုင်းလို့ဟာမျိုးတွေပြီးရင်ဒါတော့ဒါရှစ်ထွက်မိုင်းလို့ဟာမျိုးတွေကိုမြမဆဆရလိုက်တာဖြစ်တဲ့အတွက်ပေါ့နော်အဲအဲ့လိုဟာမျိုးတွေကိုပြန်ပြီးအသုံးပြုတဲ့အခါတော်တော်လေးတိတိရောက်အသုံးပြုနိုင်မဲ့အနေအထားဖြစ်တယ်ပေါ့နော်နောက်တစ်ခုကတော့ဒါ GNU ထိန်းချုပ်နေမြေအတွင်းမှာစကားစကန်းနေလုံးဝမရှိစေရမှုဆိုတာကိုချထားတယ်ပေါ့နော် အဲပြီးတော့အဲ့ဥစ္စာကိုအကောင့်ထဲပို့နေတာက3လလောက်ရှိပြီတဲ့အဲ့တော့ဒါပြောရေးဆိုခွင့်ရှိတဲ့ဒါ GNU ကပရိုဆိုတော်နီးဆိုလဲပြောထားတာရှိတယ်သူကတမဟာခွန်ရဲ့ခြေလန်းနေဒါစိတ်မလားကျဲမလားဆိုတော့ဒါစောင့်ကြည့်ရမှာပေါ့နော်အဲစောင့်ကြည့်တာပေါ့ပေါ့နော်အဲ့လိုပုံစံမျိုးပြောသွားရှိတယ်အဲ့တော့ကျတော့ဘလိုပဲဖြစ်ဖြစ်ဒါအရင်တော့ကတမဟာခွန်တမဟာခွန်မပါဘူးဆိုပြီးတော့အဲကျွန်တော်တို့အားမလို့အားမရဖြစ်ခဲ့ကြတဲ့အချိန်တွေလည်းရှိခဲ့ဘူးလေပေါ့နော်အဲကြအခုတော့ဒါတမဟာခွန်အားစဒီလိုမျိုးပုံစံမျိုးလောက်လာပြီဆိုတော့အဲ GNU အဖွဲတစ်ခုလုံးအနေနဲ့ပေါ့နော်တက်မှာအကုန်လုံးအနေနဲ့ဒီဒေါ်လာရင်းမှာပါဝင်လာပြီဆိုပြီးတော့လေဒါယူဆလို့ရပြီပေါ့လေနော်အဲ့တော့ဒါကတော့ဒါကျွန်တော်ဒီရက်ထဲမှာဒါတွေ့ရတဲ့အောင်မြင်မှုပေါ့လေနော်အဲဒါလောလောလတ်လတ်မြင်တွေ့ရတဲ့အောင်မြင်မှုဖြစ်တယ်အဲပြီးတော့တချို့ဆစ်ဆောင်နေဆိုလဲရှောင်ရတာတော့ရှိတယ်ဒေသခံတွေဒါခုနလိုထွက်ပြေးတိမ်းရှောင်ရတာတွေရှိတယ်ဒါပေမဲ့လေဒီနေရာမှာစစ်ကောင်စီစခန်းတွေမရှိတော့ဘူးဆိုတဲ့အခါကျရင် အဲဒီနေရာမှာပြန်ပြီးတော့နေထိုင်ခွင့်ရမယ်ဆိုရင်တကယ်တရားတဲ့နေရာတစ်ခုလည်းပြန်ဖြစ်လာလိမ့်မယ်လို့လည်းယုံကြည်တယ်ပေါ့နော်နောက်တစ်ခုကတော့ဒါ AA ရဲ့ထိုးစစ်ကဒါလင်းမျက်နာမြို့နာအထိကိုကတ်လာပြီဆိုပြီးတော့သိရတယ်အဲလိုမျိုးကတ်လာလို့စစ်တပ်ကလည်းခံစစ်ကိုအသေးအံပြင်နေရတာမျိုးကြီးရှိတယ်အဲလိုအသေးအံပြင်တဲ့အချိန်မှာသူတို့ကြာရှုံးစီမဲ့အကြောင်းရင်းတစ်ချက်ကိုလည်းကျွန်တော်တွေ့ရအဲ့ဒါဘာလဲဆိုတော့ဒေသခံပြည်သူတွေကိုထမင်းဟင်းချက်ပြီးတော့ချင်းချောက်ပြီးတော့ချက်ခိုင်းတာ ဒါမင်းဟင်သူတို့စီကိုပို့ဖို့ချင်းချောက်ပြီးတော့ချက်ခိုင်းတယ်ဒါလိုမျိုးဒါချင်းချောက်ပြီးတော့ခိုင်းပြီဆိုကနေကပြည်သူလူထုအပေါ်မှာသူတို့ကဒါကိုချင်းစာသိမရှိဘူးအဲ့လိုမျိုးလှုပ်ခိုင်းတာဖြစ်တဲ့အတွက်ပြည်သူလူထုကလည်းသူတို့ကိုထောက်ခံမှာမဟုတ်ဘူးဒါကသူတို့ဒါလုံးဝဒါရှေ့လျှောက်ဒါကြာဆုံးစီမဲ့အဓိကအကြောင်းရင်းတစ်ချက်ရှိတယ်အဲအကြောင်းရင်းတစ်ချက်ပဲဖြစ်တယ်ပေါ့နော် ရှေ့ကာလတလျှောက်လုံးမှာလည်းပြည်သူရဲ့ဆန္ဒကိုမျက်ဝဲပြုခဲ့လို့တို့ဒီအခြေအနေမျိုးရင်ဆိုင်ရတယ်ပြည်သူလူထုထောက်ခံမှုမရလို့ဒီလိုအဖြစ်တွေဆိုးနေတယ်အခုကိုပဲထပ်ပြီးတော့ပြည်သူလူထုကိုဒီလိုမျိုးနိုင်တဲ့စည်းနဲ့လုံမယ်ဆိုရင်တို့တွေနဲ့အခြေအနေကောင်းစရာအကြောင်းမရှိဘူးပေါ့နော်နောက်တစ်ခုကသမင်းဟင်းချက်ပြုတ်ဖို့အတွက်တော့တို့မှအချိန်ပြည့်တော်ဘူးဆိုတဲ့ဟာကိုကျွန်တော်သုံးသပ်လို့ရတယ်ဒါကတော့ခန်းစစ်ကိုအသေးအံလုံနေရတယ်တို့မှတိုက်စင်ဖွင့်ဖို့တော့မှအခြေအနေမပြီးတော့ဘူးအဲခန်းစစ်အသေးအံလုံဖို့အတွက်အချိန်တော့မလောက်တော့ဘူးဒါကြောင့်မလို့ချက်ရေးပြုတ်ရေးကိုပြည်သူကိုအခုလိုမျိုးဒါချင်း ချောက်ပြီးတော့အနိုင်ကျင့်ပြီးတော့ခိုင်းနေရတဲ့အဆင့်ထိဖြစ်လာပြီဆိုပြီးတော့လည်းဒါသုံးသက်လို့ရတယ်ပေါ့နော်ဘလိုပဲဖြစ်ဖြစ်ကျွန်တော်တို့ဒလန်ရေးကတကယ့်ကိုအရှိန်ဟုန်ပြင်းပြင်းနဲ့ဒါမြို့ပြနေရာတွေထိရောက်လာနေပြီဆိုတာကိုသိသာစေတယ်အဲနောက်တစ်ခုကတော့အဖွဲ့အားလုံးပါဝင်လာတဲ့ဒလန်ရေးဖြစ်လာနေပြီအဲနောက်တစ်ခုကတော့ဒါပြည်သူနဲ့အတူပူးပေါင်းပြီးတော့တိုက်ပွဲဝင်နေကြတဲ့ဒီဒလန်ရေးဟာဒါအချိန်တစ်ခုရောက်တဲ့အခါမှာကျွန်တော်အောင်မြင်မှုနဲ့အဆုံးသတ်လိမ့်မယ်ဆိုတာကိုကျွန်တော်ဒီနေ့ကနေပြောချင်ပါတယ်ဗျအားလုံးပဲကျေးဇူးတင်ပါတယ်